ကျွန်တော်တို့ပထမတက်ကနေတာပေါ့နော်၈၄၃၅၃၃နော်၈၄၃၅၃လို့ရိုက်လိုက်တာနဲ့သူ့အောက်တက်တယ်ပေါ့နော်ဒါကျွန်တော်ကြင်ကြီးတော့ရီမရီတော့ကိုပါတကူရီကြည့်လိုက်ပေါ့နော်ကိုပါတကူနော်ရီကြည့်လိုက်ဩမထူပါဘူးနော်၈၄၃ငါခွန်တုံးနော်တေ2 3 4 5 6 8 8ြိတ်မှာ4 3လို့ထွက်တယ်နော်သူနဲ့ချိန်ရည်တူပေါ့နော်သူကနေနော်ကျွန်တော်တို့တေ2 3 4 5 6 8 9နော် 6-5လေးလို့ထွက်တယ်เนาะ6-5လေးကနေ1 2 3 4 5เนาะ3ခု2လို့ထွက်တယ်1 2 3 4 5เนาะလီလီကိုလို့ထွက်တယ်เนาะလီလီကိုကနေကျွန်တော်တို့သူ့အောင်တပင်းချာမှာเนาะခွန်3ည4ဆိုတာเนาะထွက်ထားတယ်ခွန်3ည4ကကျွန်တော်တို့ဒီကဏ္ဍဗျเนาะကျွန်တော်တို့ဒီ843 5 9 3လို့ရိုက်ထားတဲ့ဒီခါ3လုံးထောင်ထားတဲ့เนาะခွန်3ည4ဆိုတဲ့ကဏ္ဍဒီမှာပြစ်ထားတယ်ပေါ့เนาะ အဲ့လိုပြပြီးတော့သူကနေသွားလိုက်ပေါ့နော်ကျွန်တော်တို့သူ့ရဲ့ဘောကနေ1 2 3 4 5 6 9 8 9ချိန်မှာ9 8 9လေးရိုက်ထားတဲ့9 8 9ရဲ့တပင်းချာမှာရိုက်ထားတဲ့ကဏ္ဍကနော်သူလိုတပင်းချာမှာရိုက်လိုက်တဲ့ကဏ္ဍကကျွန်တော်တို့3 9 3အဲ့3 9 3ကကျွန်တော်တို့ဒီကဏ္ဍကိုပေါ့နော်ငါခွန်3ရဲ့ထက်က930ပေါ့နော်ငါခွန်3ရဲ့ထက်က930သူကဘာလို့လဲဆိုတော့ခွန်3 4လို့ထောင်ထားတဲ့ကဏ္ဍကဒီမှာတပင်းချာမှာထည့်ပြီးတော့နော်သူ့ရဲ့အပေါ်က နော်9 30อ่ะနော်ခွန်ရှစ်ကိုရဲ့တပင်ကြမှာလိုက်ထည့်ထားတာပါနော်3ည9 3ဆိုပြီးလိုက်ထည့်ထားတာဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့နော်သူလိုပုံတူပဲဗျနော်683 930ခွန်လို့ထွက်ထားတယ်နော်သူလိုပုံတူထည့်ထားတယ်အဲ့လိုပုံတူထည့်ထားပြီးသူကနေ3456ခွန်8 8ကြိမ်ပါပဲကျွန်တော်တို့သူလိုပဲပြန်ရိုက်ထားတယ်ပေါ့နော်အဲ့လိုရိုက်ပြီးတော့ကျွန်တော်တို့3 2 3 4 5 6ခွန်8 9 9ကြိမ်မှာလည်း 6ဒူလူပဲရိုက်တယ်နော်အဲ့လိုရိုက်ပြီးတော့ကျွန်တော်1 2 3 4 5 5ချိန်မှလဲကျွန်တော်တို့3နှစ်ခွန်သူရှေ့ကတ်လို့ပဲရိုက်တယ်အဲ့လိုရိုက်ပြီးတော့ကျွန်တော်1 2 3 4 5เนาะလီကိုလီလီကိုလီကလည်းသူ့လိုလီလီကိုကเนาะလီကိုလီလိုလည်းရိုက်ထားတယ်အဲ့လိုရိုက်ထားပြီးသူ့ရဲ့ပြင်းကြောင်မှာ392လို့ရိုက်ထားတယ်ဒီ392 39တက်လို့ရိုက်ထားတယ်ဒီ39တက်ကဘယ်က39တက်လဲဆိုတော့ကျွန်တော်တို့ပထမအုပ်ဆုံးလိုက်ထားတဲ့683 539 အဲ့လိုရိုက်လိုက်တဲ့ကျွန်တော်တို့319ဆိုတဲ့ကဏ္ဍကကျွန်တော်တို့ခုနကကျွန်တော်တို့694ရဲ့အောက်မှာ391လို့သူလိုက်ခဲ့တယ်ဒီချိန်တော့ဒါအကူဒီမှတ်မိရနော်ဒါကျွန်တော်ထည့်ခဲ့တဲ့ line တွေပါနော်အဲ့ဒီကနေသွားလိုက်ကျွန်တော်တို့ဒီ694ကနေ1 2 3 4 5 6 9 8 9ချိန်မှာဒီမှာ998လို့ရိုက်ခဲ့တယ်နော်ဒါကျွန်တော်အရင်ပွဲတော်ကလည်းဒါပြခဲ့ပါတယ်နော်998သူထီထီးပေးထားတယ်သူ့အောက်ဒပင်ချာမှာထွက်ထွက်မဲ့ကဏ္ဍနော်69အဲ့69ကဘယ်ကကဏ္ဍလဲဆိုတော့ကျွန်တော်တို့ခုနကကျွန်တော်ပြောထားတဲ့ 3နော်9 3ခုလို့ရိုက်တယ်အဲ့လိုရိုက်ပြီး3 1 9ဆိုတဲ့အထောင်ကနော်ကျွန်တော်တို့ခုနလေးလေးလေးကိုလေးလို့ရိုက်ထားတဲ့တပင်းကြောင့်မှာထဲ့တယ်လို့သူကလည်းနော်ဒီ9 3ခုရဲ့အပေါ်က2 6ခုကနော်ကိုခုရှိရဲ့အောက်တပင်းကြောင့်မှာ6ခု2လို့ထည့်နိုင်တယ်ပေါ့နော်ထည့်နိုင်တယ်ပေါ့ဒါကတော့ရွှေ size ဆိုတော့အာထိုးရမယ်ပေါ့နော်အာထိုးရမယ်ဒါပေမဲ့ဒီ6ခု2ကိုတော့တင်ထိုး ်6ခုနဲ့ဘာလို့တင်ထိုးခိုင်းတာလဲဆိုတော့ကျွန်တော်တို့တရားကြည့်ပါနော်ကျွန်တော်ရဲ့မက်ဆီတငယ်ချင်းများအားလုံးဒါလေးကလည်းသူကလေးကစီလေးပေးနိုင်တယ်ပေါ့နော်လေးကစီလေးပေးနိုင်တယ်ကျွန်တော်တို့ဒီအခွနဲ့ဒါရ3ခွန်တက်နော်3ခွန်တက်ကကျွန်တော်တို့ဒီကပွဲဦးက3ခွန်တက်နော်3ခွန်တက်နော်သူကလေးကစီပေးထားလို့ပေါ့ဒီအခွနဲ့ခါနဲ့ရှစ်တယ်နော်အခွခွန်နဲ့တက်ခါနဲ့ရှစ်တယ်အခွ9နဲ့9ခါနဲ့ရှစ်တယ်အခွ4နဲ့4ခါနဲ့ရှစ်တယ်ဒီကတော့ဒါအကူဒီမှတ်မိရနော်ရှစ်40တောင်းလား နော်ရှစ်လေးတယ်မှတ်မိရဲ့နော်သူကဒီအခွနဲ့နော်ခွတ်တက်နဲ့နော်ခွန်ခန်းနဲ့ရှစ်ကိုရှစ်ရဲ့နှက်ခတ်ကျွန်တော်တို့တက်လို့သူကဒီကခွန်ထိတ်နဲ့နော်ကျွန်တော်တို့ခွာလေးနဲ့ရှစ်ရဲ့နှက်ခတ်တက်လို့ထိလိုက်လို့ရှိရင်ကျွန်တော်တို့ဒီကနန်းပေါ့နော်သူထောင်ထားတဲ့68 1ဆိုတဲ့ကနန်းကနော်ကျွန်တော်တို့ဘယ်မှာလိုက်လဲဆိုတော့သူကနေနော်ထောင်ထားတဲ့နော်ဒီ68 1ဆိုတော့ထောင်ထားတဲ့ကနန်းကတစ်ကြိမ်နဲ့ ကျွန်တော်တစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်ခြောက်နှစ်ခုနှစ်နှစ်မြောက်ထဲမှာလိုက်တယ်ပေါ့နော်ခုနှစ်နှစ်မြောက်ထဲမှာကျွန်တော်တို့ခြောက်တစ်ရှစ်လို့သူလိုက်တယ်နော်ဒီတကြီးပါနော်ကျွန်တော်ရမရှိတဲ့ငွေချင်းများအားလုံးဒီသုံးလုံးရှစ်တယ်ရှစ်ရနှစ်ခါဒီကနှစ်ထိတ်နဲ့နော်ခွာကူးနဲ့တစ်တယ်နော်အခွာနဲ့နော်ခါနဲ့ရှစ်တယ်ရှစ်ရနှစ်ခါထိတ်နဲ့အခွာနဲ့ပြန်တစ်တယ် ဲ့လိုတက်လိုက်တာနဲ့เนาะကျွန်တော်တို့အဲ့လိုတက်လိုက်တာနဲ့ဒီကဏ္ဍပေါ့เนาะ9တုံည9ဆိုတဲ့ကဏ္ဍကတနှစ်နှစ်နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်မြောက်ထဲမှာ99တယ်လို့လိုက်ထွက်တယ်เนาะ99တယ်လို့လိုက်ထွက်တယ်ဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့ဒီကအခွာ9နဲ့9ခါနဲ့8တယ်8ရဲ့နှစ်ခါဒီကတုံညထိတ်နဲ့ခွာတက်နဲ့တက်ထားတယ်เนาะ8ရဲ့နှစ်ခါဒီထိတ်နဲ့အခွာနဲ့ပြန်တက်လိုက်လို့ရှိရင်တနှစ်နှစ်နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်မြောက်ထဲမှာ เนาะคุณนั้นเหมี่ยวแท้มาเราတို့ဒီกระนั้นบ่เนาะตုံ4ตုံญา4บ่เนาะอขวา9เนี่ยเนาะกูค้าเนี่ย10เตตုံญาค้าเนี่ยอขวาเนี่ยเปลี่ยนติดเตအဲ့လိုတက်လို့နော်ရှိရတဲ့ခါတက်လို့ထည့်လို့ရှိရင်တနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်၆နှစ်နော်ခဏလေးနော်ခဏလေးခဏလေးဒီကနေ့ရရမှာပေါ့နော် တစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်ခြောက်နှစ်ခုနှစ်နှစ်မြောက်ထဲမှာတုံညတုံညလေးလို့သူလိုက်ထွက်တယ်နော်တုံညလေးလေးပေါ့နော်ဒီကလေးတုံညလေးကတုံညလေးလေးလို့ထွက်တယ်နော်တခြားကြည့်ပါနော်အခွားနဲ့ခါနဲ့ရှိတယ်ရှိရနှက်ခက်နော်ကျွန်တော်တို့ထိတ်နဲ့အခွားနဲ့ကိုပြန်တက်ထားတယ်အဲ့တက်လို့ထည့်လိုက်တာနဲ့ဒီ6သူ့ရဲ့ဇောင်းကနန်းပေါ့နော်6 8တက်လို့ထောင်လိုက်တာနဲ့နော်6 8တက်ကကျွန်တော်တနေ့နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်6နှစ်ခုနှစ်နှစ်မြောက်ထဲမှာနော်ဟိုကဒီမှာလိုက်ထွက်ထားတယ် ဒီမှာလည်းအဲ့လိုပဲအခွနဲ့နော်ခါးနဲ့ရှိတယ်ရှိရနဲ့ကထိတ်နဲ့အခွနဲ့တစ်တယ်အဲ့လိုတစ်လို့ထွက်လိုက်တာနဲ့သူ့ရဲ့ဆောင်းကဏ္ဍက9တုံည9ဆိုတဲ့ကဏ္ဍကကျွန်တော်တစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်6နှစ်9နှစ်မြောက်ထဲမှာ9 9တဲ့လို့လိုက်တယ်ဒီမှာလည်းအခွ9နဲ့9ခါးနဲ့ရှိတယ်တုံညာထိတ်နဲ့အခွနဲ့ပြန်တစ်ထားတယ်ရှိရနဲ့ကတစ်လို့ထိတ်လိုက်တာနဲ့ဒီကကျွန်တော်တို့သူ့ရဲ့ဆောင်းကဏ္ဍကကျွန်တော်တို့လေးတုံညာလေးဆိုတဲ့အထောင်ကတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်6နှစ်9နှစ်မြောက်ထဲမှာတုံညာလေးလေးလို့ထွက်ပါတယ်ဒီမှာလည်းသူက ဒီကအခွာလေးနဲ့လေးခါနဲ့နော်ရှစ်တယ်ရှစ်ရဲ့နှစ်ခါကျွန်တော်တို့ဒီက၃ထိတ်နဲ့ခွာရှင်းတော့တစ်တယ်အဲ့လိုတစ်လို့ထွက်လိုက်တာနဲ့သူ့ရဲ့ဇောင်းကဏ္ဍကကျွန်တော်တို့6နှစ်ဆိုတဲ့ကဏ္ဍကကျွန်တော်တို့1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်မြောက်ထဲမှာနော်6 81 6ပေါ့နော်ဒီ6နှစ်ဆိုတဲ့အခါသုံးလုံးအထောင်ကနော်1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်မြောက်ထဲမှာနော်6 9ပါ နော်6ခုနှစ်မွေးကနမလိုက်သေးပါဘူးနော်ခုဒီချိန်မှာဟိုမှာလဲသူကဒီမှာ6ခုနှစ်လို့သူကထည့်ကျင်တာပေါ့အဲ့လိုထည့်ကျင်တာကကျွန်တော်တို့ဘာလို့ဒီ6ခုနှစ်ကိုတင်ထိုးခိုင်းတာလဲဆိုတော့ဒီချာကြည့်ပါနော်ကျွန်တော်ရေမိတ်ဆွေတငယ်ချင်းများအားလုံး6ခုနှစ်ကနော်တနှစ်နှစ်နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်မြောက်ထဲမှာ6ခုနှစ်လို့ပေးဖို့ပါနော်ဒီမှာကကျွန်တော်တို့ကိုအပိတ်ကိုအပိတ်ကိုအပိတ် ိုးအဘေးလို့သူလီကက်စီထည့်ထားတယ်ဒီကိုးဘိတ်ကပဲကိုးရဲ့နှက်ခတ်ကျွန်တော်တို့သူ့နှစ်ထဲမှာ6ထိတ်ကိုလိုက်ရှာကြည့်လိုက်ပါနော်6ထိတ်လို့ထွက်လို့ရှိရင်၄ခါနော်ဒီ၄ခါတော့ပြောင်းသွားတယ်ပေါ့နော်၄ခါတော့နော်သူကစီမံနဲ့ထည့်သွားတယ်6ထိတ်နော်နှစ်အဘိတ်နဲ့နော်6 4နှစ်ဆိုတဲ့ကဏ္ဍကိုသူထည့်ထားတယ်ဒီမှာလည်းအဲ့လိုပဲကိုးဘိတ်ကိုးရဲ့နှက်ခတ်6ထိတ်6ထိတ်သူဝင်လာတယ်၄ခါပြီးတော့၅ခါလို့ဝင်တယ် နော်အဲ့ငါးခါလို့ထည့်ပြီးတော့ तू ကဒီက6ထိတ်နဲ့နှစ်အပိတ်နဲ့6 9နှစ်ဆိုပြီး तू ထည့်ထားတယ်ဒီမှာလဲကိုအပိတ်ကိုအပိတ်ကို6ထိတ်လိုက်ရှာကြည့်လိုက်ပါနော်6ထိတ်လိုက်ရှာကြည့်လိုက်တော့ကျွန်တော်တို့ကဒီမှာက4ထိတ်5 4ခါ5ခါကျွန်တော်တို့က6ထိတ်ကို6ခါနဲ့ဆိုတော့ကျွန်တော်တို့ကဒီမှာကကျွန်တော်တို့66နှစ်ထွက်တာလေကိုယ့်ရဲ့နှက်က6ထိတ်လည်းဖြည့်ရမယ်ဒီမှာကကျွန်တော်တို့က4ခါ5ခါ6ခါနဲ့လည်းသူထည့်ထားပြီเนาะနှစ်အပိတ်ကလည်း ထည့်ရမယ်ဆိုတော့662ဆိုတဲ့ကဏ္ဍကိုထည့်လိုက်တယ်ဒီမှာကျွန်တော်တို့နောက်ဆုံးချက်အနေနဲ့ကိုအပိတ်လို့သူညှဥ်မှလောက်ထားတယ်ကိုရဲ့နှက်ခတ်6ထိပ်နော်6ထိပ်နော်ကိုရဲ့နှက်ခတ်ကျွန်တော်တို့6ထိပ်လို့သူဝင်မယ်နော်6ထိပ်လို့ဝင်လိုက်လို့ရှိရင်ကျွန်တော်တို့ကဒီမှာကကျွန်တော်တို့4ခါ5ခါနော်ကျွန်တော်တို့6ခါနော်6ခါနော်ခွန်ခါလက်ကြံနေတာ ခုလွဲကျွန်တော်တို့နှစ်အပိတ်ကလည်းဖြည့်အောင်မယ်ဆိုတော့ကျွန်တော်တို့က6ခုနှစ်ဆိုတဲ့ဒေကိုနော်တင်ထိုးပြီးတော့အာကိုရန်လိုက်ပါလားဒီကဏ္ဍနဲ့ပတ်သက်လို့ပေါ့နော်ဒါကြိုက်နှစ်သက်တယ်ဆိုရင်ပေါ့6ခုနှစ်နော်အာလုံးဒါတော့ဒေတည်ပြီးတာပေါ့နော်သူလိုင်းဆက်နဲ့သူနော်လုတ်ပေးတာပေါ့အာလုံးကျွန်တော်ရမိတ်ဆွေတငယ်ချင်းများအာလုံးနော်6ခုနှစ်နော်6ခုနှစ်နော်ဒေပေါ့နော်ဒေကိုတင်ထိုး အားလုံးရပါနော်အားလုံးကျွန်တော်ရဲ့မိတ်ဆွေတွေငယ်ချင်းများအားလုံးကံကောင်းကြပါသေးဗျနော်6ခွန်နှစ်တဲပါ